မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရောမတို့ခီးရေထွက်တဲ့ခါမှာအသုံးပြုတဲ့ journey trip okay အဲ့နှစ်ခုရဲ့ကိုပြချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါလိမ့်ရှင်။ okay အရင်ဆုံးကျွန်တော်တို့ journey journey ကကျတော့သူ့ကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်သူကကျတော့လေဘာအောင်မရတယ်ဆိုတော့ journey ဆိုတာလေခီးစီကျွန်တော်တနေရာကနေတနေရာ အဲ့ယူသွားတဲ့တလျှောက်လုံးမှာတွေ့ကြုံခဲ့ရတဲ့ကျွန်တော်တို့အတွေ့အကြုံမေးတဲ့ပုံစံပေါ့နော်။ဥပမာကျွန်တော်တို့အဲ့ခီးတနေရနေတနေရကိုသွားတဲ့အချိန်ကာလကျွန်တော်အသုံးပြုတဲ့ယင်ယထားပေါ့နော်။ဥပမာဘတ်ကားနဲ့လားယထားနဲ့လားကားနဲ့လားလေယာဉ်နဲ့လားစသဖြင့်အဲ့လိုပုံစံကိုမေးတယ်အချိန်ဘလောက်ကြာလဲဆိုတာကိုမေးတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီပေါ့နော်တစ်ခါတလေမှာဆိုလို့ရှိရင်ကျွန်တော်တို့ခီးကာလချီတာရှိပေါ့ထွက်တဲ့ပေါ့နော်ခီးရှိပုံစံဆိုလို့ရှိရင်လည်းကျွန်တော်ကိုရီမာတို့ဒီ journey ကိုသုံးပြီးပြောလို့ရတယ်ပေါ့နော်။ Okay ဥပမာအဖြစ်ဆိုလို့ရှိရင် how was your journey okay အမေခီးကဘယ်လိုလဲပေါ့အဲ့တော့ journey နဲ့မိလိုက်ပြီဆိုလို့ရှိရင်ကျတော့သူဒီခုနကျွန်တော်ပြောသလိုမျိုးတနေ့ရက်နဲ့တနေ့ရက်ကိုခီးသွားတဲ့ဒါ experience ကိုမေးတဲ့ပုံစံဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ uh it was long uh it took nearly 3 hours and the bus was so crowded အဲ့ဒါကကြာကြီးပဲ3နာရီလောက်ကိုကြာတယ်ပြီးတော့ bus ကမှလည်းလူတွေအရန်ကိုပြစ်ကျက်နေတာပဲ okay အဲ့ဒါဆိုလို့ရှိရင် journey နောက်တစ်ခု trip ဟုတ်ပြီ trip ကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့သွားကြတော့လေခီးစဉ်အားလုံးရဲ့ဘောနော်ကျွန်တော်အနေထားကိုမြင်တဲ့ပုံစံဖြစ်သွားတာပေါ့နော်ဥမာဖြစ်လို့ရှိရင်ကျွန်တော်ကိုရောက်တဲ့နေရာမှာရှိတဲ့ကျွန်တော်တို့အဲအစားအစာရာဒဂူရုအနေထားပြီးတော့လုပ်ခဲ့တဲ့ activity အပြုမူတွေဘောနော်ကျွန်တော်တို့အနေထားတွေဒါအားလုံးကိုမြင်တဲ့ပုံစံဖြစ်သွားတာပေါ့နော်ပြီးရင်နောက်တစ်ခုကျတော့ကျွန်တော်ဒီ trip ကကျတော့ကျွန်တော်ရည်ရွယ်ချက်ယူရကျန်တဲ့သွားတဲ့ခီးလေးဆိုလို့ရှိရင်ကျွန်တော် trip ကိုသုံးလို့ရတယ်ပြီးတော့ကျွန်တော်ကာလာတူပေါ့နော်ခီးတူပုံစံလေးဆိုလို့ရှိရင် trip ကိုသုံးတယ်ပေါ့နော်ဥပမာအပြည့်ဆိုလို့ရှိရင် how was your trip မင်းခီးရဘလို့လဲအဲ့ဒါဆိုလို့ရှိရင်ဥမာအဖြစ်ဆိုလို့ရှိရင် it was fun uh the weather was so fine we played soccer ဟာအရင်ကပြောစားကောင်းတာညာတူကလည်းကောင်းတယ်ငါတို့ဘောလုံးလိုက်ကစားခဲ့ကြတယ်တဲ့ဟုတ်ပြီနော်အဲ့ကျွန်တော်ကိုရောမတို့နားလိမအနှစ်ချုပ်လေးဘလို့မှတ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ကိုရောမတို့ ဟောင်းဝက်ဆွဲဂျာနီလို့မိတဲ့ဆိုလို့ရှိရင်သူဒီကျွန်တော်တို့ခီးစီတနေရနေတနေရကိုတွားတဲ့အိုက်ကာလအချိန်ကာလမှာကြာတဲ့အချိန်ရဲ့ဒါကျွန်တော် transportation ပေါ့ဘယ်လိုမျိုးလာရတယ်ဆိုတဲ့ဟာကိုမေးတာပေါ့ Now how was your trip ဆိုလို့ရှိရင်တော့ကျွန်တော်ကတို့မတော်သူဒီဒီ activity စေရွေချက်တွေတွေရာဒီဂူရူအစားအစားစသဖြင့်ဒါအစုံလုံးအားလုံးမမီးတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲ့ကျွန်တော်ကတို့အားလုံးရှင်းသွားပြီးတင်ပါတယ်ရှင့်ကျေးဇူးများကြီးတင်ပါတယ်ရှင့်